အကိုတချင်းတွေစအလိုကြာပြီးတော့ကြိုက်တဲ့တချင်းမျိုးဆိုရင်တော့ဥတီဖြစ်မှာပေါ့ဥတီတချင်းတွေအဲ့ချင်းအိမ်မှာတော့ short လို့ပါဖြစ် Cherry FM ပြည်သက်တွေအတွက် Artist Playlist ဒီတစ်ပတ် Artist Playlist အစီအစဉ်မှာမမတ်ရရနားထောင်ပြတဲ့တချင်းတွေကိုပြောပြပေးသွားမယ်သူကတော့မင်္ဂလာပါကျွန်တော်ကြည်သက်ပါ Cherry ရဲ့ Artist Playlist အစီအစဉ်မှာကျွန်တော်နားထောင်ပြနေတဲ့တချင်းတွေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် ဆိုပြတာမျိုးတော့မဟုတ်ဘူးထင်တယ်သူတို့ငယ်တည်းကအဲ့လိုသူတို့အိမ်မှာဆိုဆိုနေပေါ့အဖေလူထူးပြန်အဖေပေါ့လေအဖေငယ်တည်းကကိုငယ်တည်းကသူဆိုဆိုနေချင်းကိုကြားဘူးလား country road ပေါ့အဲအတော့ပထမဆုံး version ကိုကျွန်တော်မှာဆိုတာပဲပေါ့နော်ကျွန်တော်တို့လည်း Charlie လည်းအများကြီးတော့ပြန်ဆိုကြရပေါ့အဲငယ်တော့ကမထောင်နေ music style နဲ့အခုဟာနေရတယ်နည်းနည်းလေးတော့ကြွာသွားတယ်ပေါ့ဒါပေမဲ့ base ကတော့ ူတူပါပဲဒီ drop rock ဒီဆရာပဲပေါ့ဒါအတော့ငငယ်ရိုင်းနဲ့အခုငငယ်ကြိုက်တာနဲ့အခုကြိုက်တာနဲ့ကဟိုမတူရတာတော့မဟုတ်ဘူးပေါ့လေဟိုဟိုပြောင်းလဲလာတာမျိုးလေးရှိပါတယ်အဲတော့ငငယ်ရဲ့စစ်တပုတ်ကိုပြန်ရွေးရတော့ဒီ extreme and tragic comic ကိုပြန်မပြောရမှာပေါ့အချင်းဆိုရင်ငငယ်တော့တော်တော်ကြိုက်ခဲ့တဲ့အချင်းနဲ့မှပါပါတယ်ရှိတယ်အဲ့လိုတစ်ချင်းကတကယ်တော့အများကြီးပဲ အခုဆိုရင်လက်လောမှာဆိုလို့ရှိရင်အဲ့ဒီဖင်လန်ဘန်တခုပေါ့ပေါ်ဆော့ဒ်ဖောဇာအဲ့သူအဲ့ရချက်တိတယောက်ကသူဖွင့်လာတာကိုကိုကကြားတာအဲသူ့ရဲ့အဲ့ဒီကန်နီဗောရရှ်ဝတ်ချင်းပေါ့အဲ့ဒါချင်းဆိုရင် အခုနောက်ဆုံးနားထောင်နေတဲ့မှာဟိုအဲ့လိုပေါ့သူများဖွင့်ထားတာကိုကြားပြီးကြိုက်တဲ့ချင်းကဒီချင်းကနောက်ဆုံးပဲအခုတချင်းတွေကိုစအဲ့လိုကြားပြီးတော့ကြိုက်တဲ့တချင်းမျိုးဆိုရင်တော့ဥတီဖြစ်မှာပေါ့ဥတီချင်းတွေကအဲ့ချင်းကအိမ်မှာတော့ရှော့လို့ပါဖြစ် အဲ့မှာဖက်ဒီဇိုင်း platform နားပေါ့အဲ့အချင်းကတော့အဲ့သူဆိုလို့ဘာလို့အဲ့တီးလုံးနေရစမှတ်မိနေတဲ့အခြေအနေပေါ့နော်သူသူသူရှိရဒီ intro တွေပါလေလက်မှတ်မိနေတဲ့အခြေအနေရှိတာနောက်တော့ကတော့နားထောင်တာက jam black ပေါ့ jam black zombie you နားထောင်ပြန်နေသူတို့သိလာတော့ကြာပြီသူသူရှေ့ရှေ့မှာသူဟိုလိုသတိထားမိရပါဒါပေမဲ့ဟိုတလောကဟိုအော်ဇီအတွက်အော်ဇီနောက်ဆက်တဲ့ ပွဲပေါ့နော်ဆိုတော့ black spot ဟိုဟာလောက်တဲ့ပွဲမှာမသူဆိုတာပုံမှန်ထင်တာမြင်တာပုံရှိတယ်ပေါ့အဲ့အဲ့ဒီအဲ့ဒီပွဲမှာပြေးပြန်ပြေးပြီးတော့သူအဲ့ zombie ကိုပြန်လာတော့ပြည့်တယ်အတီးပြတာမျိုးဟိုအတီးရောဆိုတော့ပါတာမျိုးဆိုရင် hologram နဲ့ပြီးပြီးတော့ဆိုတာမျိုးဆိုရင်အဲ့ဒီ nirvana unplug မှာဆိုသွားတဲ့ where did you sleep last night အဲ့ဒီချင်းကိုတော့ဟိုဖြစ်မဲ့ထင်တယ်ဟော အချိန်ပြည့်ရဆိုပြရင်ကြိုက်ဆုံးဖြစ်မှာချင်းကိုကိုကြိုက်တဲ့အစိုးတော်ပုံမှန်ဟိုဆင်မမကြည့်ရတာပုံမှန်သဘောကျတယ်လို့ထင်တာပေါ့နော်ကိုကိုကြိုက်ဆုံးအစိုးတော်အဲ့တော့ incubus ကိုကိုကြိုက်တယ်ပေါ့နော်သူတို့သူတို့ live မှာတီးရလဲကြိုက်တယ်သူတို့ဟိုစုတုချင်းနေလဲကြိုက်တယ်ပေါ့အဲသူချင်းမှာအဲ push ရရအောင်ဆိုအရန်ကြိုက်တယ်တခါလေးအဲ့လိုဟိုစုတုရှိုးရဲဆိုတော့ကြည့်ရပါတော့ ဟောအဲ့ show မှာတော့တခါလေအဲ့ show မှာအဲ့တချင်းနဲ့ဖွင့်တဲ့ show လေးကြည့်ဘူးရပေါ့အဲ့ခေါက်ဆုံးဟိုတားသဘောကြအဲ့တချင်းနဲ့ဖွင့်လိုက်တာကိုကြိုက်ဆုံးချင်းနဲ့သူသူသူ open လောက်တာပေါ့အဲ့အဲ့ဒါဆိုမြင်နေမှမင်းအခုတချင်းနားတော့ပြတယ်အဲ့ December review နားတော့ပြတယ်အဲ့ December review ထဲမှာအဲ့လိုခီးသွိုင်းရနေတဲ့ moody အဲ့လိုအဲ့လိုဇမန်ရှိနေလို့ခံစားရလို့ အဲ့လိုသွားနေရတဲ့အချိန်မှာအဲ့လိုခီးသွားတဲ့အရာသာပုံမှားဟိုအတိတ်ပဲပူရှိသလိုလည်းခံစားရအဲ့ထက်မှာအဲ့ဟိုအဲ့ဒီဘေးကနေမှ environment ပေါ့ရာသီဥတုတော်ကနေပြီးတဲ့အရာသာတွေအကုန်လုံးအဲ့ဒီချင်းထဲမှာရှိနေလို့ခံစားရအဲ့လိုခီးကြလို့အဲ့လိုချိန်တားလေးမောင်းရတယ်ဆိုရင်အဲ့ဒီချင်းတစ်ပုဒ်တော့ကြောက်ဖွင့်ဖြစ်တယ်ကိုယ်တချင်းထဲမှာဆိုအဲ့ဒီချင်းကိုတော့ပြီးကြပြီးထားပြီးတော့ဖွင့်လိုက်တာပေါ့အများစုကတော့ပြူသေးတယ် မောင်းတဲ့အခြေအနေမျိုးတစ်ဆိုင်အဲ့လိုခက်ဝိုးဝိုးမောင်းတဲ့အခြေအနေမျိုးပေါ့ကြီးတွေအထွက်တဲ့အခြေအနေမျိုးပဲလို့ပြောချင်တာအားကြရင်လည်းကိုရအဲ့ကိုပလေးဆင်မှာဆိုတော့ကိုရတော့ပေါ့ကိုလေးဖြူကိုကိုငယ်ကိုမျိုးရေးဆိုတာငါတို့ခီးကြီးပေါ့အားချင်းဆိုရင်သူလည်းအဲ့လိုပဲဟိုသွားနေရတဲ့မူတစ်ခုခုပေးနေရလို့ထင်တယ်ဘာလို့သွားနေရတဲ့အချိန်မှာအဲ့လိုအကြောင်းအရာတွေပါနေရပါတော့ခီးသွားတဲ့မူမျိုးရသူအဲ့လိုကားမောင်းနေရတဲ့လိုက်တယ်ထင်တယ်အဲ့ music ကလည်းအဲ့ဒီ season အတွက် ်ပထမဆုံး share view ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီလိုမျိုးတွေမစုံရရလဲတော်တော်ကြာပြီလို့ထင်ပါတယ်အဲ့လိုပဲ share ပြိတ္တတွေရောကျွန်တော်တစ်ချင်းနေကြိုက်တဲ့ပြိတ္တတွေရောမစုံတာလဲတော်တော်လေးကြာနေပြီပေါ့အဲကျွန်တော်ကိုယ်ကလည်းပါ activity မှကောင်းကောင်းမွန်မလုပ်ဖြစ်ဘူးပေါ့မမလုပ်ဖြစ်ဘူးကကျွန်တော်လှုပ်ထားခြင်းလဲပြိတ္တလက်ထဲကိုချပြတာမျိုးမလုပ်ဖြစ်တာတော်တော်ကြာပြီပေါ့အဲ့တင်ကြခင်မှာကျွန်တော်တို့အဲ့လိုတစ်ချင်းအဖြစ်တွေနဲ့ပြန်ပြီးတော့ တွေ့ဆုံမယ်မျှော်လင့်ပါတယ်ကျွန်တော်ဘက်ကလည်းကျွန်တော်ဟိုထုတ်လုပ်ဆရာလေးကြီးပဲရှိပါတယ်ကျေးဇူးများပါ Number 1 radio station.